င်းမင်္ဂလာပါမင်္ဂလာပါသစေမဆူလန်ဟုတ်ကဲ့ပါရှင်မင်္ဂလာပါချက်ချွားလေးချက်ဖောက်လေးမြင်ဖြစ်နေလားနော်ကဲအဲ့တော့ဒီဒီတို့ရအတူဝင်မျှပြီးဆွေးနွေးဖို့အတွက် ဘာကြောင့်လဲလေဇင်းနဲ့ယူလာတာပြောရယ်နော်ဟုတ်ပါဘူးဇင်းဇင်းယူလာတာပေါ့ဇင်းယူလာလားဇင်းနဲ့လေးနဲ့တိုက်မြင်ထားဟုတ်ပြီပြောပါအောင်တိုက်မြင်ထားရဆိုကျွန်တော်ဟိုပေါ့နော်ဟိုစောက်လေးတွေဖတ်ထားမယ်နောက်ပြီးတော့တစ်ခါကျရင်လည်းကိုပေါ့နော်အဲ့လိုဒီ Facebook တို့ YouTube တို့မှာပေါ်လာတဲ့အကြောင်းအရာလေးဒါလေးမှတ်သားထားသမျှလေးပြန် sharing လုပ်မယ်ဆိုပြီးတော့ကျွန်တော်ဒီအစီအစဉ်လေးမှာအဓိကထားတာဟုတ်အဲ့တော့ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတမိုးရှိတဲ့သူတယောက်အသုံးကျတဲ့သူတယောက်ဖြစ်အောင်ဘာတွေလိုအပ်လဲပေါ့အဲ့ဒီအကြောင်းအရာလေးဆွေးနွေးဖို့အတွက်ပြင်ဆင်ထားတယ် ခေါင်းဆက်နည်းနေနော်ဟုတ်တယ်နော်နည်းနေလေအဲ့တော့လူရယ်လို့ဖြစ်လာရင်တော့လာလူတိုင်းကတော့အများနဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ်အရေးပါခြင်းနဲ့အရေးပေးခံခြင်းနဲ့အဲ့တော့ဒီလိုဟာအရေးပါအရေးပေးခံရဖို့ကိုကိုရိုင်းကအတုံးချနေဖို့လိုတယ်ဒါပေါ့အတုံးချမှလည်းလူတွေကအတုံးချမှလေဟုတ်တယ်အတုံးမဝင်တဲ့သူတယောက်ကိုဘယ်သူမှမတုံးအဲ့တော့အဒီလိုပါဝါရဖို့အတွက်ကဘယ်သူမပြုတ်မိမိမှုကိုတည်းပဲဆိုင်တယ်ဟာပေါ့အဲ့တော့ ဘသူရေတောင်မြောက်ပေးမာတို့အဲဘသူရှိမာတို့ဘဲဝါတွဲဘသူကတွဲခေါ်ပေးမာပဲဆိုတော့ညံတိန်နဲ့အတွေးခေါ်မျိုးနဲ့လုပ်ငန်းခွင်မှာဝင်နေပြီးတော့ရှောက်လန်းနေမယ်ဆိုရင်တော့ကိုဟာအသုံးမချတဲ့သူဖြစ်သွားမှာပေါ့ကိုကိုရင်အသုံးချနေပုံကအမြင်နဲ့စာဥစ္စာပေးတွေကိုလေလာရမယ်ပတ်ဝန်းကျင်ဘဟုတုတနဲ့တယောက်နဲ့တယောက်အာလူတွေနဲ့ဘလောက် communicate လုပ်နိုင်လဲဆိုတော့သူ့ရဲ့ပင်ကိုဆွမ်းဆောင်ရင်မြန်မာမှုတွေဘလောက်ထိလူတစ်ပတ်သားပေါ်မှာ စာနာတတ်တယ်ဘယ်လောက်ထိလူတယောက်ကိုပရိုက်တာစိတ်မျိုးရှိရယ်ဆိုတာကတော့ကိုကိုတိုင်းရဲ့ကိုယ့်ရဲ့စိတ်ရဲ့ကိုယ့်ရဲ့ဖြစ်တည်မှုရဲ့ကိုယ့်ရဲ့နှလုံးသားဖြူစင်နေဖို့လိုတယ်လို့အာဒါအရင်မြစ်အခြေမြစ်အနေနဲ့တော့ဒါပထမအဦးဆုံးအနေနဲ့လင်းပြောချင်တာပေါ့နော်အလုပ်တစ်ခုလုပ်လို့ရှင်ရင်အာလူတိုင်းကဒါစင်မဲ့ဖြစ်ဖြစ်မဆုလာပဲဖြစ်ဖြစ်လင်းမဲ့ဖြစ်ဖြစ်ဘယ်နေရာတော်တော်ကိုယ်ကို favor ပေးခံခြင်းနဲ့နေရာပေးခံခြင်းနဲ့ အဲလူတွေအားလုံးကအလေးထားပြီးချစ်ချဲချစ်လိုက်တာဟဲ့အဲရမ်းချဖို့ကောင်းတာပဲဆိုတော့လူတွေရဲ့ချစ်ခင်နဲ့ပြောတဲ့ရင်ထဲကလာတဲ့စကားတွေကိုနားထဲမှာကြားရအောင်စင်းနေအဲ့လိုမျိုးကြားရအောင်ဖို့အတွက်ကထိုင်နေပြီးတော့အိတ်လိုက်စားလိုက်နေလို့မရအောင်ကိုယ့်ရဲ့လောက်လောက်ကိုယ့်ရဲ့လောက်ဆောင်ရေးကိုယ့်ရဲ့စွမ်းအားတွေကိုယ့်ရဲ့ခွန်အားတွေကိုယ့်ရဲ့ energy တွေကိုယ့်ရဲ့ power တွေကိုယ့်ရဲ့ဘလောက်လူသားစံနာတွေကို ချပြနိုင်မှသာလင်လူတွေအားလုံးရဲ့ချက်ချင်းမေတ္တာကိုလည်းရသလိုဟာ तू ပါလို့ရှင်ငါတို့ကပိုကောင်းတာပဲဆိုဒါကိုကအသုံးဝင်တဲ့သူတယောက်ဖြစ်လာပြီအဲ့တော့ကိုကိုရိုင်တက်မိုးရှိတဲ့သူတယောက်ကိုကိုရိုင်ထူးချွန်ထက်မြက်ပြီးတော်နေတဲ့သူတယောက်ဖြစ်ရင်ကိုကိုလူတွေကတန်ဖိုးထားပြီးအလေးပေးမှာပဲဟုတ်တယ်နောက်ဆုံးငငယ်တော့ဆိုရှိတယ်စာတော်တဲ့သူတွေကြည့်တယ်တဟိုဘာမှ first ရတဲ့ လူကြောက်ချစ်ရဆိုចောင်းမာចောင်းမာတဲ့ကအိမ်မှာမထားနိုင်အောင်ចောင်းမာတဲ့ဟဲသူဆိုရရဆိုနောက်ဆုံးကိုကိုတင် जा ပေးတဲ့ဆရာဆရာမကြီးတော်မှာဟဲနင်တို့သူ့ကိုအတူယူရမယ်နော်ဟုတ်တယ်စာရန်တက်စ조사တာနင်တို့စောတဲ့အချိန်မှာ तू ကစာတွေဘယ်လိုလေ့လာတာဒါ तू တော်လို့อืมသူ့ကိုလူတွေကနေရာပေးတာဟုတ်တယ်ဒါကိုကိုကမုဋ္ဌိတာပွားရမယ်မုဋ္ဌိတာပွားမှာဟုတ်တယ်မုဋ္ဌိတာပွားပြီးဒါကိုကိုက သူကောင်းတာလုံလို့ကောင်းတာလူတွေကကောင်းကြီးထောပနာဩမာပေးပြီဆိုရင်ကိုကအဲကောင်းတဲ့အရာတွေကိုလိုက်ပြီးတော့လှုပ်ဆောင်နိုင်အောင်စွမ်းဆောင်ရည်မြင့်မားအောင်ကိုကိုကိုအမြဲစ조사နေရမယ်သင်ယူနေရမယ်လို့လင်းရတော့ထင်တယ်မှန်တယ်မြတ်လင်းဆိုလည်းအခုချိန်ဒီဒီလိုရွယ်အထိကွာအမြဲတမ်းအာဒီနေရာမှာအမြဲတမ်းလင်းရက်မနေဘူးကိုကိုကိုငါဖြစ်နေပြီငါဘယ်နေရာရောက်နေပြီငါအောင်မြင်နေပါပြီလို့ထင်လိုက်တယ်မလားဟုတ်တယ် အာအာအဲ့လူကအဲ့ဒီမှာစခွန်းတဲ့နေပဲဟုတ်တယ်ဘတော်မလူကိုကိုနေရကိုရောက်နေတဲ့နေရဆိုတာဘတော်မကိုကိုရန်တတ်မှတ်လို့မရဘူးอืมဟုတ်တယ်ကိုရောက်နေတဲ့နေရကိုကိုလူတွေဘလို့ချစ်ပေးကြတာလဲဘလို့နေရာမှာထားတာလဲဘလို့မျိုးကိုသွားရတာလဲဘလို့နေရာမှာထိုင်နေရထိုင်ရစားရတောက်ရတာလဲဆိုတာကိုနဲ့ပဲဆိုင်တာဟုတ်တယ်အဲ့တော့အဲ့နေရာကကိုရင်တတ်မှတ်လို့မရဘူး ဒီလိုမျိုးလူတွေပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေအသိပညာရှင်တွေအတတ်ပညာရှင်တွေကအဲ့နေရာကိုတတ်မှတ်ပေးတာဟုတ်တယ်ကျမကျမကတော့ဘယ်နေရာရောက်နေပါပြီကျမကတော့ဘာဘာလုပ်နေလို့ရတော့ဘာမှဒါကိုဆိုတာဖြစ်မလာသေးလို့ကိုကိုကိုမိုတီပေးရတဲ့သဘောဟုတ်ကဲ့ဖြစ်နေတဲ့သူတယောက်ကဘသူမှကိုကိုကိုလူတွေအားလုံးကကိုကိုနေရာတစ်ခုကိုသူနဲ့ဒီနေရာလေးကထိုက်တန်ပါတယ်ဆိုတဲ့နေရာက စီဝါရေးပညာရှင်တွေပညာတတ်ပုဂ္ဂိုလ်တွေတကယ်ဆရာဝန်သမားတော်ကြီးတွေဟလားအစစရေဘ ഹു တုတကျွယ်ဝရတဲ့သူတွေကတတ်မှတ်ပေးလိမ့်မယ်ဟုတ်တယ်လူတွေရဲ့ကောင်းခြင်းဒီလူတယောက်ရဲ့ကောင်းခြင်းဆိုခြင်းဟန်ဆောင်နေတာလားမုဒိတာပွားတာလားအပြုသဘောဆောင်တာလားအပြစ်သဘောဆောင်တာလားဆိုတာဒီဟာကိုကြည့်တဲ့ချစ်တဲ့သူတွေနှလုံးသားရှိတဲ့သူတွေကနှလုံးသားချင်းနှိဆက်ပြီးတော့ဒီလိုနေရာပေးတာဘတ်တော့မှကိုယ့်နေရာကိုတတ်မှတ်လို့မရဘူး အရန် proc ဖြစ်တဲ့အရန် over confident ဖြစ်နေတဲ့သူတွေကကြာရှုံးမှုအရန်လွယ်တယ်ဟုတ်တယ်နော်ဟုတ်တယ်အဲ့တော့ကြောင့်အားလုံးကိုငါဒီဘာမှမဟုတ်သေးပါလားဆိုတဲ့စိတ်ကလေးနဲ့အမြဲတမ်းစ조사တဲ့စ조사ပြီးမနှက်ပြန်ကိုဘာဆက်လုပ်မယ်နောက်နေ့ကိုဘာကိုအကောင်းဆုံးဖန်တီးမယ်ဘလို့ဟာမျိုးတွေမှာအကျိုးရှိအောင်အသုံးချမယ်ဆိုကိုကိုကိုအမြဲတမ်းတုံ့တက်နေတဲ့သူကတော့အာ သေးတဲ့အထိအားလုံးကချစ်နေဦးမယ်လို့ထင်ပါတယ်ဟုတ်တယ်နေရာပေးနေဦးမယ်လို့ထင်ပါလူတူတူကနေရာဆိုတာလူတိုင်းလိုချင်ပါတယ်အဲ့နေရာလိုချင်မှုတဘတော်မှလူယူလို့မရအောင်စူးစမ်းရမှာเนาะကိုကိုရင်စူးစမ်းနေရမယ်သူများကိုနင်းပြီးတော့လဲတက်လို့မရအောင်ဟုတ်တယ်သူများကိုနင်းပြီးတက်လို့ရှင်အဲ့နေရာတခုကခိုင်မာမှာမဟုတ်ပြီးတော့လေခဏပြောထားတယ်နေရာကိုကိုရင်တတ်မှတ်လို့မရအောင်တခြားကိုပဝင်ကျင်မှာရှိနေတဲ့မြင်တဲ့သူကကိုတတ်မှတ်ပြီးမှာဒါပေမဲ့ကိုနေကျင်တဲ့နေရာတခုရောက်ဖို့တော်တော့ကိုကိုရင်စူးစမ်းခွင့်ရှိရယ်ပြီးတော့ဆက်လို့ဆိုလို့ရှင်ဟုတ်တယ်ကိုရဲ့ပါဘယ်လောက်ထိရှိလဲဆိုတာက ကိုကိုရိုင်းလေ့လာမှုတွေသင်ယူမှုတွေနဲ့ပဲစိုက်နေဟုတ်တယ်လေပြောစရတော့ဆိုလဲဒီထက်ငယ်တဲ့အချိန်တုန်းကဆိုရင်ပေါ့ဒါပါလုပ်ငန်းခွင်တစ်ခုမှာကိုလိုချင်တဲ့အခိုက်အတန့်တစ်ခုကိုဖြစ်ချင်တဲ့အရာတစ်ခုမဖြစ်လို့ရှိရင်ငယ်တဲ့စိတ်နဲ့အရင်ကဆိုလို့ရှိရင်တော့အာသူများကိုပြစ်တင်ခဲ့ဘူးတဲ့ဒါဒါကိုကိုမှာပြစ်တင်မှုမေ့တာလေဟုတ်တယ်ဟုတ်တယ်ကိုကိုကကြတော့ပြန်ဆန်းစစ်ဖို့မိပြီးတော့အဲ့လိုအချိန်လေးရှိခဲ့ဘူးတဲ့ဒါပေမဲ့နောက်ပိုင်းကျတော့အရွယ်တစ်ခုရောက်လာတဲ့အခါမှာပို့ပြီးတော့လဲအတွေ့အကြုံရတယ်ပို့ရင်းချက်မှုရှိလာတဲ့အခါမှာဩဒါမှားတာပဲလူကအခုနောက်ပိုင်းဆိုတော့လူတွေကတက်နိုင်သလောက်ပေါ့နော်ကိုရီအသက်ရွယ်ရဒီထက်အသက်ကြီး င်တော့ပို့ပြီးတော့ရင်းကျက်လာမလားတော့မပြောတတ်ဘူးတရိတ်နေပြန်သုံးသက်တဲ့အခါမှာငါဘာမှနေလဲပြောသူများကိုလိုက်ကြည့်ဖို့အချိန်တိတ်မရှိတော့ဘူးဟိုအသက်ရှင်ရတဲ့အချိန်ခဏမှာကိုပိုကောင်းအောင်ဘယ်လိုနေကြမလဲအပျော်ရွှင်အောင်ဘယ်လိုနေကြမလဲဒီတော့ဘယ်လောက်ထိကိုဘကမေတ္တာတွေချစ်ဆင်းမေတ္တာတွေကိုဘာတွေကိုအပြုသဘောဆောင်ပြီးလုပ်ပေးနိုင်မလဲဆိုတဲ့ဟာကိုပဲဟုတ်တယ်လေတွေးလိုက်တာအမတန်းမှစိတ်အေးချမ်းတယ်လို့ထင်တယ်။နေရာလည်းပိုတန်မိုးရှိရယ်နော်ပိုတန်မိုးရှိရယ်။အဲ့ဒါလူတယောက်အတွက် တံပိုးဆိုတာအဲ့ဒါလိုနေထင်တယ်ဟုတ်ပါတယ်အတုံးကြတဲ့သူအတုံးနဲ့သူတယောက်ဖြစ်ဖို့ဆိုတာသူ့အလိုလိုအော်တိုဖြစ်လာတာလည်းမဟုတ်ဘူးလေဟိုအိမ်တိမ်မာလို့ပေါ့ဇင်တို့အိမ်တိမ်မာဟိုတာသမီးနှစ်ယောက်ရှိတယ်ဆိုရင်တော့မှအာဒီအိမ်ရဲ့စီးပွားရေးကိုပဲဖြစ်ဖြစ်အိမ်ရဲ့တာဝန်ကိုယူနိုင်တဲ့တာသမီးကိုမိဘတွေကအလေးပို့ပြီးတော့အလေးပေးတယ်လို့ပေါ့အဲဆိုတော့ဒီအလေးပေးရဆိုတာလည်းသူ့မှာဒီအိမ်အတွက်တာဝန်ထမ်းဆောင်တာဖြစ်တဲ့အတွက်ကြောင့်မိဘတွေကသူ့လိုအပ်တာကိုဖြည့်ဆည်းပေးတယ်အဲ့ဒါကိုနောက်ထပ်တာသမီးတယောက်ကဟို ကိုကဒါကိုကိုရဲ့အမပဲဖြစ်ဖြစ်ကိုရဲ့အကိုကြီးပဲဖြစ်ဖြစ်ဒါဟုတ်ပေါ့နော်ကို့ဘက်ကနေပြီးတော့ဒါအတူယူတဲ့ရင်အတူယူပါမှာပေါ့နော်ဒါကိုကြည့်ပြီးတော့မနာလိုဖြစ်မဲ့အစားအဲအဲ့လိုပဲကို့ဘက်ကနေလေဩကိုလည်းဒီလိုဝန်တာဝန်ထမ်းရမယ်ဆိုရဲမိသားစုတာဝန်ထမ်းရမယ်ဆိုရဲအသိစိတ်နဲ့ကိုလည်းဒီလိုစူးစမ်းမယ်ဆိုရင် ါကိုလည်းအိမ်မှာအိမ်နောက်တာဝန်တစ်ခုကိုကိုရမယ်။နောက်ပြီးတော့ကိုလည်းဒါဟိုအိမ်ရဲ့ဟိုမိဘတွေရဲ့အရေးပါတဲ့သူတရားဖြစ်ဖြစ်လာတာပေါ့နော်။အဲ့တော့ဒါကလည်းလူမှုပတ်ဝန်းကျင်မှာလည်းတဘာဝအဲ့တိုင်းပါပဲ။မိသားစုမှာလည်းဒီလိုဖြစ်တယ်လို့လူပတ်ဝန်းကျင်မှာလည်းအတုံးဝင်တဲ့သူတန်ဖိုးရှိတဲ့သူတရားပတ်ဝန်းကျင်ကွဲဝါပဲရှိတာ။ဖြစ်အောင်ကိုယ့်ဘက်ကနေလည်းစ조사အားစိုက်ထုတ်ဖို့လိုအပ်တာပေါ့နော်။ဟုတ်ပါတယ်။အဲ့တော့ဒီတိုင်းနေရင်ထိုင်ရင်လင်းပြောသလိုအိတ်လိုက်စားလိုက်ရင်နေရောနော်ကိုကအိတ်လိုက်စားလိုက်ဟိုရုပ်ရှင်ကြီးနေဇလန်းတွဲကြည့်လိုက်နေရောလဲ ဘယ်ပြပဝင်ကြမှာမဟုတ်ဘူးလုပ်ငန်းဝင်ဖြစ်ဖြစ်မိသားစုမှာဖြစ်ဖြစ်တကယ်ချင်းပေါင်းသိကြမှာဖြစ်ဖြစ်ကိုဘယ်လောက်ထိထိုင်နေလို့ရှိမှာလဲ leadership လုပ်နိုင်လဲကိုဘယ်လောက်ထိဒီလိုမျိုး plan လုပ်တစ်ခုမှာဆိုဘလောက်တိ plan ဒူတွေလုပ်ပြီးတော့ schedule ဆွဲပေးနိုင်လဲဘလို့ဘလို့ဆိုရဲ management ဘလောက်လုပ်နိုင်လဲဆိုရဲဒါလူတရားရဲ့ power ကအရင်အရေးကြီးတယ်လို့လင်ထင်တယ်ဟုတ်ပါတယ်အဲ့တော့ ဘဘကတကယ်လို့ဖြစ်နေတယ်ဆိုတော့ပြောနေတယ်မစ္စယူနီဗာစ်ပါကျွန်တော်မေကိုနေပြနေတယ်လို့ဖြစ်တယ်ချိန်တော့နော်မေကိုနေမဲ့နိုင်ပြီးတော့အဲဟုတ်တယ်ဒါဘဝတွေကနေပြီးတော့အဖြစ်ပါဒီအဖြစ်တွေရလာပါပေါ့နော်ဒါလည်းကိုအတွေ့အကြုံတွေနဲ့ရှင်လာပြီးတော့လင်းဆိုလည်းအတွေ့အကြုံတွေဆိုတာအများကြီးရှိတယ်ဆိုတာဒါမျိုးတွေတွေးတောဖို့အတွက်အရန်ကိုဟုတ်တယ်မရင်ချက်သေးမရင်ချက်သေးကိုကိုတိုင်းလည်းမတွေ့ကြုံနေတည်းရတယ်ဒါမျိုးတွေပြန်ပြောနိုင်မှာမဟုတ်ဘူးပြန်မပြောနိုင်အဲ့ဆိုင်တော့ဘက်ကနေဘက်ကနေဆွာမိတယ်ပေါ့အခုနောက်ပိုင်းအသက်ရွယ်တစ်ခုနဲ့ အဲအဲ့လိုမျိုးကိုပေါ့ကိုအဲကိုကိုကိုနေတက်လာတဲ့အခါကျတော့ပို့ပြီးတော့နေရတာဟုတ်ကဲ့ဟိုပျော်ရွှင်လာတယ်ပေါ့နော်ကျေနပ်လာတယ်ကိုပေါ့ကိုဟုတ်တယ်ဟုတ်တယ်အဲ့တော့တကြီးလာလဲကောင်းတာရှိပါရဲ့နော်ကြည့်လေကောင်းလေပေါ့ကြည့်လေကောင်းလေအဲ့တော့ဓာတ်မှားတယ်လေဓာတ်မှားတယ်အမိဖြတ်လိုက်ပါဖြတ်လိုက်တော့လှတော့ဟုတ်ပဲလေပြန်ပြောင်းပြီးဆိုတော့ဟုတ်ပါတော့ရောလေလေလင်းကျေးဇူးအများကြီးတင်ပါတယ်ဆက်လေးပြတာဟုတ်ကဲ့အဲ့တော့ချက်ချက်အစီအစဉ်ဖြစ်ပါတယ်ရှင်နောက်ထပ်လာမယ့်အစီအစဉ်မှာပရိသတ်တီတက်စင်တို့ celebrity guest ကိုဖိတ်ခေါ်ပြပါမယ်ရှင်